မိုးစတက်ရွာနေတဲ့အတွက်ကရင်ပြည်နယ်ကစစ်ဆောင်စခန်းတချို့ရင်းနှမြုပ်နေပြီးစစ်ဘေးရှောင်တွေကိုဘေးလွတ်ရာကိုပြောင်းရွှေ့ပေးနေရပါတယ်။မော်ရစ်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။မုံတိုင်းရှိန်ကြောင့်ခရီးနီပြည်နယ်မှာမိုးအဆက်မပြတ်ရွာနေလို့ဒီမော့ဆိုအနောက်ချမ်းကစစ်ဆောင်စခန်းတစ်ခုနဲ့ရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်အနောက်ဘက်ချမ်းမှာရှိတဲ့စစ်ဆောင်စခန်းတွေရေမြုပ်နေတာဖြစ်ပါတယ်။ဒီမော့ဆိုအနောက်ချမ်းကရေမြုပ်နေတဲ့စစ်ဆောင်စခန်းမှာတော့အင်ဂျင်150နီးပါးရှိပြီ တောင်ကြီးများနေတဲ့အတွက်နေအိမ်တွေကိုထပ်ရွှေ့ရမယ်လို့လက်ရှိကူညီနေတဲ့ကယ်ဆယ်ရေးသမားတွေကဆိုပါတယ်။မိုးဟာပြီးခဲ့တဲ့စက်တင်ဘာ22ရက်နေ့ကရွာနေပြီးလက်ရှိအချိန်ထိမိုးမတိတ်သေးတဲ့အတွက်မိုးကလိုအပ်ချက်ရှိနေတယ်လို့လည်းဆိုပါတယ်။ကတော့သူတို့ကိုလိုနီပါပြောင်းရမယ်ထင်တယ်။တရက်ကို2ပေ3 2ပေနဲ့3ပေတက်နေလို့ပြောတာပဲ။ကြောင်ရှိရင်မိုးကတွေပဲလုံမှာမလို့။ ရမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့အနောက်ချမ်းကလူဦးရေ180ကျော်နေထိုင်ပြီးအင်ဂျီ49အင်ရှိတဲ့စစ်ဆောင်စခန်းတစ်ခုမှာလည်းရေဝင်လာတဲ့အတွက်အင်ဂျီပေါင်း20ကျော်လောက်ရေမြုပ်သွားတယ်လို့အိုက်ဘက်မှာကူညီနေတဲ့သူတွေက DBB ကိုပြောပါရတယ်။အဲဒီစခန်းဟာတောင်ကြီးမှာရှိနေတဲ့အတွက်ဂျိုက်ခွက်လိုဖြစ်နေပြီးစစ်ဆောင်တွေရဲ့အင်ခေါင်မိုးပဲကြံတဲ့အထိရေမြုပ်နေတဲ့အခြေအနေဖြစ်ပါတယ်။လက်ရှိရေလွတ်နေတဲ့ဂုံးမော်နေရာတွေမှာစစ်ဆောင်တွေကိုပြောင်းရွှေ့နေရာချထားပေးပြီးဒီစခန်းမှာလည်းမိုးကအပြင်ကူညီဖို့လိုအပ်ချက်တွေအများကြီးရှိနေတယ်လို့ကယ်ဆယ်ရေးသမားတွေကဆိုပါတယ်။ ့အမေအရင်နေ့ကလေးသူများပြောထားပြီးသားအဲ့နေရာရင်းနေ့မှာနေရာဟိုဟာရွှေလျားနေရာရှိလို့ရှိရင်ပြောင်းရွှေ့ပါညာပြောလဲသူကမရွှေ့ဘူးလေအဲ့နေရာမှာပဲဆက်နေတော့အခုထက်နေတော့လေအဲ့တိုင်းပဲပြည့်နေတယ်အဲ့လိုပဲသူဒုက္ခပြန်ရတယ်အဲ့လိုပဲဖြစ်နေရမြို့တော်လိုက်ကောမှာလည်းဘလူးချောင်းရေတက်လာတဲ့အတွက်လူနေရက်ွက်၈ခုတည်းမနေရေမြုပ်နေပြီးမြုပ်ကန်တချို့ပြောင်းရွှေ့နေကြရပါတယ် စစ်ကော်မရှင်ကတော့ဒီဇင်ဘာမှာကျင်းပမယ့်ရွေးကောက်ပွဲကိုမဲထဲဖို့လိုက်လံနှိုးဆော်နေပြီးရေဘေးနဲ့ပတ်သက်တဲ့အကူအညီမရဘူးလို့လိုက်ကော်မျိုးကန်တွေကဆက်ပြောပြပါတယ်။ဒီမော့ဆိုနဲ့ဖေကုံဘတ်ချန်းတွေမှာတော့စစ်ကော်မရှင်ရဲ့ထိုးစစ်တွေကြောင့်တော်လိုင်းတပောင်းစုတွေနဲ့နေစဉ်တိုက်ပွဲတွေဖြစ်နေလို့ရေကြီးတဲ့နေရာတွေကိုတွားကူဖို့အတွက်အခက်အခဲတွေရှိနေပါတယ်ခင်ဗျာ။ကျွန်တော်မော်ရစ်ပါ။